ိုရဲ့အိမ်လေးလည်းပါသွားခဲ့ရပြီးစကိုင်းချင်းနေပြပြလာခဲ့တဲ့တယောက်ဆောင်မှုထိတ်ထားအားလုံးပဲမင်္ဂလာပါရှင်တယောက်ဆောင်မှုထိတ်ထားတော့အခုစရင်စာရေးတောက်ရေးတွေမှာအခက်တွေ့နေရပြီးကေဆေးရေးနေပါတယ်စကိုင်းကိုသူကရိုက်သွားရောက်ကအစားတောက်တွေကိုကရိုက်ချက်ပြောရင်လွတ်တန်းပေးနေပါတယ်အဲအားပြန်ကလင်းတန်းကြောင့်တယောက်ဆောင်မှုထိတ်ထားရဲ့အိမ်လေးကလည်းပြည့်စည်သွားခဲ့ရပါတယ်ဒါပေမဲ့မိသားစုဝင်တွေကတော့ထိခိုက်မှုရှိခဲ့ပါဘူး အခုလက်ရှိမှာတော့စကိုင်းမှာကဲစေးရီနေပါနေပြီးအစာတောက်တွေကလည်းများစွာလိုအပ်နေတယ်လို့ဝှထိတ်ထားပြောပြလာခဲ့ပါတယ်။အခုစရဲဒိုမဂရိုင်းတွားရောက်ကလူတန်ထောက်ပံ့ပေးနေပြီးသူတန်နိုင်တလာကူညီပေးသွားမယ်လို့ဆိုပါတယ်။နေ့လယ်ကျောင်းအိမ်ပြောကြသွားခဲ့ရတဲ့အကြောင်းတွေကိုလည်းတရုတ်ဆောင်ဝှထိတ်ထားကအခုလိုပဲတနာစပွဲပြောပြလာခဲ့ပါတယ်။ဝှထိတ်ထားက ယနေ့ပဲငလင်တန်းကြောင့်စကိုင်းမြေပြင်တည်းတွားရောက်ကူညီပေးတဲ့မိုးထိပ်သာငလင်လှုပ်ပြပြခြင်းမှာအမေစီကပုံဝင်လာပြီးအိမ်ပျော်သွားတယ်လို့ပြောတော့အယားစိတ်ပူသွားတယ်။အဆက်တွေပြေရချိန်မှာမိသားစုကတော့အသက်ဘေးကင်းခဲ့လို့နည်းနည်းလေးစိတ်သက်သာရရမိပါတယ်။ကရိုင်ကလည်းစကိုင်းကဖြစ်တဲ့အတွက်ကုညင်နိုင်တာလေးတွေကိုကုညင်ပေးသွားမှာပါအမြောင်းဝမ်းနဲ့ပေးစိတ်မကောင်းဖြစ်ရလို့ပြောစရာစကားတော့မရှိတော့ပါဘူးပြန်လဲထွတ်ထောင်ရေးကြရင်လည်း အလုံးဝိုင်းပြီးတော့အကူအညီထောက်ပံ့ပေးဖို့မြစ်တာခံပါရဲဆိုပြီးတရားစုံမှုထိတ်တာကပြပြလာခဲ့ပါရယ်အခုစရတရားစုံမှုထိတ်တာကအချင်းတွေဆိုဝနေတဲ့စကိုင်းအတွက်လည်းသူတက်နိုင်တဲ့ဘက်ကနေစူးစမ်းပြီးသွားမှဖြစ်ပြီးကေဇေးကြီးတွေနဲ့ပါနေတဲ့စကိုင်းကိုလည်းဝိုင်းဝန်းပြီးတော့အကူအညီဆောင်ရွက်ပေးကြဖို့တောင်းဆိုထားပါရယ်ပယရီကတော့အခုဖြစ်ပေါ်သွားတဲ့ငလင်မှာသမားရဲ့အင်္ဂလိပ်ပါသွားခဲ့ရတဲ့ပုံစိမကဖြစ်နေရပြီ အပီးနေကြပါရယ်အခုဆက်တရားဆောင်မှုထိတ်တာက Brighter လူလေးတွေမှာစူးစမ်းလုပ်ကိုင်းနေပြီဖြစ်ပြီးစကိုင်းကို Grand Tour ရောက်က အစားအသောက်တွေလွတ်တန်းပေးနေပါတယ်။စကိုင်းကမြေပြင်အခြေအနေတွေအပေါ်မှာလည်းမိုးထိပ်ထားခုလိုပဲပြပြလာခဲ့ပါတယ်။မိုးကအခုလက်ရှိမှာတော့စကိုင်းမှာကရိုင်သွားရောက်ပြီးလွတ်တန်းပေးနေပါတယ်။ဆရာတော်တွေနဲ့တီလာရှင်တွေအတွက်လည်းတင်ကန်းနဲ့စီဝါတွေလည်းအများကြီးလွယ်အပ်နေပါတယ်။လွယ်အပ်တာတွေတော့အများကြီးပေါ့နော်။ကဲဆယ်ကြီးကလည်းနေတော့အပုံနဲ့တွေရလည်းထွက်နေပြီးအိမ်ဖြစ်တယ်ဆိုတာကိုကောင်းတယ်တိတ်မထက်နိုင်အင်အားမီတာစုတွေအဆင်ပြေတယ်ဆိုတာနဲ့တော်တော်ကြီးကန်ကောင်းတယ်လို့ခံစားရတယ်။ကရိုင်ကျုံရရဲ့အသက်ရှင်ဖို့ တာမသိချပါဘူးဒီလိုဖြစ်ပျက်မျိုးဆိုတာကြုံလဲမကြုံဘူးတော့ဘာလို့ကြုံတင်ပြင်ဆင်ရမလဲဆိုတဲ့အတိက ဥကရိုင်းလည်းနေတယ်ဆိုပြီးတရားစောင့်မှုထိတ်ထားပြပြလာခဲ့ပါတယ်။အခုစရဲစကိုင်းမှာအရေးပေါ်အကူအညီတွေလိုအပ်နေပြီးစားတောက်စရာတွေလည်းအရေးတကြီးလိုအပ်နေပါတယ်။မှုထိတ်ထားတော့ကလရှင်မှာစားတောက်စရာတွေကိုကိုရိုင်းပဲချက်ပြုတ်ကလွတ်တန်းပေးနေရကိုတွေ့ရပါတယ်။တွဲလွင်တဲ့သဲစီငိမ့်တို့ကလည်းအခုစရင်ကိုရိုင်းအလူခံနေပြီးဖြစ်ပြီး၅ရက်နေ့ကြာရင်စကိုင်းနဲ့မန္တလေးကိုကိုရိုင်းတွားရောက်ကထောက်ပံ့လွတ်တန်းပေးသွားမှာဖြစ်ပါတယ်။အခုလက်ရှိမှာတော့တရားစောင့်မှုထိတ်ထားစားတောက်ဝယ်ရများကိုလွတ်တန်းပေးနေပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းကျမတို့ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရာသတင်းစာအသေးလေးနဲ့တူပြန်လာခင်ဦးမှာပြန်လို့အတိအကျတော့ video တင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပြီးခလုံးလေးကိုလည်းနေထပ်ပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်